အားလုံးမင်္ဂလာပါ FIO question ကနေပြီးတော့ကြိုဆိုပါရစေ။အခုပြောပြပေးမှာကတော့2023အောက်တိုဘာ morning question question number 66ဖြစ်ပါတယ်။ A company has product that are at the peak of profitability and sales. အဲ့တော့ company တစ်ခုမှာအမြန်ဆုံးနဲ့เนาะအရာအဝယ်တွေကအဲ့ထိတ်ဆုံးရောက်နေတဲ့ ထုတ်ကုန်တွေရှိနေတယ် As a result, many competitor develop similar product to the market. အဲ့အတွက်ကြောင့်မလို့เนาะအဲ့လိုမျိုးအမျက်တွေလည်းအရင်ရနေတဲ့ရောင်းဝယ်တွေကလည်းထိတ်ဆုံးရောက်နေတဲ့အတွက်ကြောင့်မလို့တခြားပြိုင်ဘက်ကုမ္ပဏီတွေကနေပြီးတော့မှတူညီနေတဲ့အဆင်တူနေတဲ့ကုန်ပစ္စည်းတွေကိုထုတ်ပြီးတော့မှဈေးကွက်ထဲကိုသူတို့ ပြောင်းချမှာပေါ့ Therefore a company must develop new product to meet new demands and market opportunity တဲ့အဲ့ဒါကြောင့်မလို့เนาะကုမ္ပဏီထုတ်လုပ်တဲ့သူကနေပြီးတော့မှာเนาะကုမ္ပဏီထုတ်လုပ်နေတဲ့ကုမ္ပဏီကနေပြီးတော့မှာလိုအပ်ချက်တွေအစ်စ်တွေ ਨੇ เนาะသူကဈေးကွက်အခွင့်အလမ်းတွေကိုဖြည့်ဆည်းပေးဖို့အတွက်ကိုကုန်ပစ္စည်းအစ်စ် new product တွေကိုထုတ်လုပ်ရမှာပေါ့เนาะအဲ့ဒါအဲ့ဒီအခြေအနေကို အဲ့ဒီအခြေအနေနော်အဲ့ဒီ search event အဲ့လိုအခြေအနေမှာ product life cycle အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်သူဒီ base state မှာ ရှိနေမလဲဆိုတဲ့ဥစ္စာကိုမိကောင်ကမိထားပါတယ်အဲ့တော့ပထမဆုံးနံပါတ်၄ကကျတော့ decline stage တဲ့ decline stage ဆိုတာကကျတော့အဆပြီးတော့မိဆက်တဲ့မိဆက်အဆင့်ပုံစံမျိုးပေါ့နော်အဲ့တော့ commission အသစ်တွေဒီကွက်ထဲကိုစပြီးတော့ရောက်လာတဲ့အချိန်ပဲဖြစ်မယ်အဲ့ဒါကြောင့်မို့သူကတော့ရောင်းအားတွေပါတွေကတော့နေနေအဲ့တော့ဒါအခုလောလောဆယ်ဖြစ်နေရသည် ရောင်းကကြာပြီးွားပြီမိဆက်အဆင်မဟုတ် မဟုတ်တော့ဘူးเนาะအမြတ်ဆုံးနေပါရဲ့တော့ရပြီးွားလို့เนาะထိတ်ဆုံးကိုရောက်နေလို့ရောင်းတန်းကထိတ်ဆုံးကိုရောက်နေလို့တော့မပြိုင်သက်ကုန်နေကြီးကနေပြီးတော့လိုက်ပြီးတော့မှတူပါပြီးတော့လုံနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့နံပါတ် A ရမဖြစ်နိုင်ပါနံပါတ် B ကကြတော့ growth stage growth stage ဆိုတာကကြတော့ကြီးထွားနေတဲ့အဆင်เนาะကြီးထွားနေတဲ့အဆင်ဖြစ်တဲ့ အဲ့ဒီဥစ္စာကကြတော့ဒီကုန်ပစ္စည်းတွေရောင်းအားတွေနဲ့အမြတ်တရားကြတော့တိုးလာပြီတဖြည်း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 ချင်းတိုးလာနေတဲ့အခြေအနေဖြစ်တဲ့ထိတ်ဆုံးတော့မရောက်သေးဘူးအဲ့တော့ကြောင့်တော့နံပါတ်ပီရလည်းမဟုတ်ဘူးနံပါတ်စီကကြတော့ introduction stage introduction stage ဆိုတာကကြတော့စပြီးတော့မှနော်မိတ်ဆက်ပြီးသွားပြီစစ်နော်နော်တည်ကျန်တည်ကျန်တဲ့ဖြစ်သွားတဲ့အဆင့်မျိုးပြောလို့ရတယ်အဲ့တော့ကုန်ပစ္စည်းတွေရောင်းအားတွေနဲ့အမြတ်တွေအတည်ငြိမ်နေတဲ့အချိန်ဖြစ်နေပြီနော်အဲ့တော့ ပြိုင်ဘက်တွေကအများကြီးရှိနေပြီ။နောက်နံပါတ်2ကကြတော့ maturity stage တဲ့ maturity stage ဆိုတာကကြတော့ရင့်ကျက်နေပြီ။သူကဆုံးရှုံးတော့မယ်။ရောက်အမျက်တွေကထိဆုံးရောက်ပြီးတော့မှသူကကြတော့မယ်အဆင့်ကိုရောက်လာနိုင်မယ်။နော်အမျက်တွေကြဆင်းလာတဲ့အချိန်ဖြစ်တယ်။အဲ့တော့နောက်ပိုင်းကိုကထပ်ပြီးတော့မှလမ်းသစ်ဖောက်ပြီးတော့မှမလုပ်ဘူးဆိုလို့ရှင်အဲ့ဒီဈေးကွက်ကြီးကပြတ်သွားမှာကိုရဲ့ company ကြီးကဘာဖြစ်လို့အတူပါရောက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့နော်အဲ့တော့ ဒီ introduction stage ဆိုတာကလည်းမဟုတ်ဘူးသူကကြောက်တာဖြစ်နေပြီတဲ့အမြတ်တရားတစ်ချိန်နဲ့ကြာလာနေတဲ့အခြေအနေဖြစ်နေပြီဆုံးရှုံးအဲထပ်ပြီးတော့ဆက်ပြီးတော့ပြင်ပေါ်သုံးနှင်းတက်သွားပြီးအချိန်ကြာလို့ရှိရင်သူကဆုံးရှုံးလာမယ် stage ကြာဆင်းလာမယ် stage ကိုရောက်မှာဖြစ်တယ်မိကုံးရဲ့အရာကအဲ့တော့ဘယ်အခြေအနေမှာဖြစ်နေမလဲဆိုရင် maturity stage မှာရှိနေမှာเนาะ အမျက်တီတဖြည်းဖြည်းနဲ့ကြဆင်းလာမယ်အခြေအနေကိုရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူက product အစ်စ်တွေထုတ်ပြီးတော့မှဈေးကွက်ကိုထပ်ပြီးတော့ထိုးဖောက်ရမှာဖြစ်တယ်။အဲဒါကြောင့်မလို့ number 66အတွက် female နေရာတော့ number D majority stage ဖြစ်တယ်။ video လေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်တဲ့ video မှာပြန်ပြီးတော့တွေ့ကြပါမယ်။